စစ်တပ်ရဲ့အမားကန်နေမြများဖြစ်တဲ့ပသိမ်မြင့်အရှိဘက်ကန်နဲ့ပသိမ်မုံရွာလက်ရှိမြို့နယ်၃မြို့နယ်တဝိုက်မှာအာရကတပ်တော်မှထိုးစစ်များဆင်နွှဲလာပြီးဖြစ်တာကြောင့်စစ်ကောင်စီတပ်ဆာကန်တပ်များနဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးဖြစ်ပါတယ်။အထူးကားအဖြစ်ရခိုင်ရိုးမှတောရိုင်းတရိတ်ဆန်ဘေးမဲ့ဒေသနဲ့၂၁ကီလိုမီတာကျော်မှရှိတဲ့ဂျေးဝါများနီးမှာဖြစ်ပွားလာခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်မှ၎င်းတို့ရိုးရာအတိုင်းမြို့ရွာများကိုဘုံကျဲတိုက်ခိုက်လာကြ၍ဒေသခံများတိမ်းရှောင်ကုန်ကြပြီဖြစ်သလို သိန်း26ကီလိုမီတာဝေးတဲ့တောင်ပေါင်းနီးမှာရှိတဲ့အမြောက်တရံ344မှာလည်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပါတယ်။ညောင်ကျိုးစစ်စခန်းအားသိမ်းပိုက်တဲ့တိုက်ပွဲမှာလည်း၎င်းတို့မာရွေးပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်များအကြာဆုံး120ခန်းထိရှိနေတယ်လို့ AOBD သတင်းမှာဖော်ပြထားပါတယ်။စစ်ကောင်စီတပ်များကတက္ကသိုလ်ဝင်ဝဲဆောင်ပေးပွဲပြီးမှကျောင်းများသို့ဝင်ရောက်တဆွဲသိမ်းပိုက်နိုင်ဖို့တားဆီးနေပြီဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်တပ်ဘက်မှပသိမ်မုံရွာလန်း၊ဂွာငတိုင်းချောင်းလန်းများအုံပြုတ်ပင်ကိုပိတ်ပင်လိုက်ရပြီဖြစ်ပြီး ဘကိုးတိုင်းအတွက်မှာရှိတဲ့ပတောင်းတဲ့အုတ်ရှိပင်မှာလည်းအာရခတက်တော်နဲ့တိုက်ပွဲများဖြစ်ပွားနေသလိုစစ်တပ်ရဲ့ကာကင်စခန်းအားလုံးဒီဘက်ကိုတင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်များနဲ့စစ်ကောင်စီတပ်ဆာကတပ်များအကြောင်းစကိုင်းမင်းကောင်းလမ်းတစ်လျှောက်တိုက်ပွဲများဖြစ်ပွားနေပြီးထိုနည်းတစ်ဝက်ရှိကြီးဝများတို့လက်နက်ကြီးများနဲ့ရန်တပ်ဖြစ်ခတ်နေသလိုမိုင်းများပင်ထောင်ထားတယ်လို့သိရပါတယ်။စကိုင်းမှာမင်းကောင်းခေါင်းလုံးကြီးရှိရာမင်းကောင်းပထိုးကြီးဖျားသွားရလမ်းတစ်ဝက်ရှိလက်ပံရွာနီးမှာဖြစ်ပါတယ်။စစ်သားများနဲ့ပြူစောတိလူမိုင်းများက ရွာထဲသို့ဝင်ရောက်ပြီးပစ္စည်းများကိုဓားတိုက်လူရက်သွားတယ်လို့သိရပြီးစကိုင်းတိုင်းတွင်အာနာသိမ့်ပြီးချိန်မှာဆာ၍၎င်းတို့လူရက်ဖြစ်စီမိရှို့ခံရတဲ့အင်ဂျီ၄000ခန့်ရှိတယ်လို့ပြုစုထားတဲ့စင်စရာများရာသိရပါတယ်အကြဖက်ဆက်ကောင်းဆောင်မရောက်နိုင်ကလည်း၎င်းတို့အတွက်အသက်ပေးတိုက်ပေးနေကြတယ်လို့ဆိုကာလှုပ်ချင်တာလှုပ်ခွင့်ပြုထားခြင်းဖြစ်တာကြောင့်စစ်သားဘဝမှာတဖြည်းဖြည်းတခိုးတည်းမြတ်သားသားဘဝရောင်မန်းမသိရောက်ကုန်ကြပြီဖြစ်တယ်လို့ဆိုပါရယ်စစ်ကောင်စီဘက်ကထိုကိစ္စကိုအမြဲလိုညှင်းဆုံနေတော့လဲဆိုဝင်းကိုယ်တိုင်ဝန်ခံလာတဲ့အကြောင်းရင်းတစ်ခုကထွက်ပေါ်လာရပြန်ပါတယ် ထို့သောဝင်ခံလာခြင်းမှာလည်းအမြဲလိုညင်းဆိုနေက၎င်းတို့ပြောသမျှမယုံတော့မှဆိုတာကြောင့်အမားဟင်းဝကြီးတဲ့သူအမှန်စားတဆုံးခတ်ပေးလိုက်ခြင်းမျိုးသာဖြစ်ပါတယ်။ဇောဝင်မဖြစ်မနေဝင်ခံလာရတာကအပေါင်းနဲ့တထောင်းထောင်းထွက်နေပြီဖြစ်တဲ့စစ်သားစုဆောင်ရေးကိစ္စများနဲ့ပတ်သက်နေပါတယ်။ဒုစစ်ကောင်းဆောင်ဇောဝင်ကစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ဥပဒေလုံထုံးလုံနည်းများအတိုင်းမဆောင်ခဲ့တာကြောင့်အချင်းပြက်လက်စားမှုများနေစဉ်လို ဖြစ်ပေါ်နေရတယ်လို့ဝန်ခံလာခဲ့ရပါတယ်။ထို့သောကော်မတီများရဲ့လုပ်ရက်ကိုသိရှိပါကား သက်ဆိုင်ရာအာဏာပိုင်များထံသတင်းပို့တိုင်းကြားရမယ်လို့လဲဆိုပါတယ်။၎င်းရဲ့ပြောကကြားရသူပေါင်းမြေမြနဝင်းချိုလိုက်လိမ့်မယ်လို့စာရေးသူကဆိုပါတယ်။လက်တွေ့မှာတော့ယခုထိမြေသူတူတယောက်ကိုများအေးအေးယူခြင်းမရှိသေးပဲထို့အတွက်ဒုချုပ်စိုးဝင်းပြောဟောင်းစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ရသမြငွေများကို၎င်းတို့အိတ်ကကြီးတဲ့ထဲဖို့မကြိုးစားပဲသက်ဆိုင်ရာအာဏာပိုင်များအားလည်းပူဇော်ပတာရန်လိုအပ်တယ်လို့အတိပေးလိုက်ခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။အာရဗီတဲ့မှာပါရှိလာတဲ့ပုံမှန် ဆက်တသုံးမြောက်တင်နန်းသားများကိုယခုလိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။အများစုဟာမိသားစုမှလက်ထိုးရန်ငွေမတတ်နိုင်ပဲပြေးလို့လည်းမလွတ်နိုင်တာကြောင့်ပါသွားသူများလည်းဖြစ်ပါတယ်။အဆိုပါထပ်ပုံကိုကြည့်ပြီးတခိုးတမျှသာသာဖြစ်နေတဲ့စစ်တပ်ထဲဝင်၍အသေးခံအမည်ရေးကိုမြေသူများဂုံယူဝင်ကြွားနေကြမှာမဟုတ်ဘူးလို့ဆိုပါတယ်။မိသားစုများအားလုံးကစိုးရိမ်တော့ကများနဲ့တားတက်ယုံနဲ့မောင်းသွင်းခံရတဲ့ကျွဲနှောများဘဝရောက်နေကြတဲ့ဖြစ်ကိုရင်ထုမနာဖြစ်နေကြမှာသာဖြစ်ပါတယ်။နိုင်ငံသားတို့အတွက်လူခွင့်ရေးဆိုဒီကိုအသာထားပြီးတော့ အသက်ရှင်နေထိုင်ပိုင်ခွင့်ကိုပင်တစတဲ့စာဖိစီးချင်းချောက်လာနေပြီဖြစ်ပါတယ်။ထို့သောဖိနေအုပ်ချုပ်နေကြသူများဟာလည်းယုံမတက်ဖြစ်လာနေတာကြောင့်၎င်းတို့ဘဝကိုမြေသူများအားကြပိုင်ဆိုင်လိုကြတော့မှမဟုတ်ဒီကတေးချနေပြီလို့ဆိုပါတယ်။ဖြီသူတို့ရဲ့ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်။ထိုင်းလူတော်မှမြမအရေးနဲ့နေဆက်ဒေတာတည်ငြိမ်ရေးဆွေးနွေးပွဲကျင်းပတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုအကျိုးဆက်အဖြစ်ပုံမိုးရှုပ်ထွေးလာနေတဲ့မြန်မာအရေးနဲ့ထိုင်းမြန်မာနယ်စပ်ဒေသလုံးကျုံရဲ့အကြောင်းဆွေးနွေးပွဲကိုဗန်ကောက်မြို့ရှိထိုင်းလွတ်တော်အဆောက်အအုံမှာဒီကနေ့မတ်လ22ရက်နေ့မှာ23ရက်နေ့အထိနှစ်ရက်ကြာကျင်းပနေတယ်လို့သိရပါဗျ။အဆိုပါဆွေးနွေးပွဲကိုထိုင်းလွတ်တော်ကော်မတီကစီစဉ်ကျင်းပခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးတိုင်မခံကောင်စီ NUCC CRPH မြန်မာလူ့အခွင့်အရေးဖွဲ့များနဲ့ထိုင်းစစ်တပ်တာဝန်ရှိသူများတက်ရောက်နေတာကိုတွေ့ရပါဗျ။ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးလည်းယခုဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးမှာဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့2025မှာထိုင်းနယ်စပ်လုံခြုံရေးစိန်ခေါ်မှုတွေဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံရေးအခြေအနေမြန်မာနိုင်ငံရဲ့ဖက်ထွေအနာကန်နဲ့စစ်ကောင်စီချင်းပါရန်စီစဉ်နေတဲ့လာမယ့်ရွေးကောက်ပွဲအခြေအနေများကိုအဓိကဆွေးနွေးတော့မှာဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးမြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခနဲ့ပြည်တွင်းရေးမငြိမ်သက်မှုများဆက်လက်ဖြစ်ပွားနေတာကြောင့်ဩစတြေးလျနိုင်ငံသားများခီးမတော်ကြဖို့တတိပေးချက်ထုတ်ပြန်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ မြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခနဲ့ပြည်တွင်းရေးမငြိမ်သက်မှုများဆက်လက်ဖြစ်ပွားနေတာကြောင့်ဩစတြေးလျနိုင်ငံသားများခီးမသွားကြဖို့ဩစတြေးလျနိုင်ငံသားရဲ့ဝန်ကြီးဌာနကသတိပေးချက်ထပ်မံတက်တန်းထိုးထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ပြည်တွင်းမငြိမ်သက်မှုများကြောင့်ဩစတြေးလျနိုင်ငံသားများအားမြန်မာနိုင်ငံသို့ခီးသွားခြင်းမပြုဖို့သတိပေးထားကြောင်းမြန်မာနိုင်ငံအနေနဲ့2021ခုနှစ်စက်တက်အာဏာသိမ်းပြီးကတည်းကခီးသွားလာမှုတည်တည်တသာကြာဆင်းနေပြီးအချိန်ဒီမှာမတည်ငြိမ်မဲ့မှန်းဆရခက်ခဲနေစေဖြစ်တယ်လို့ဩစတြေးလျဆိုရကထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူရုရှားမြောက်ကိုရီးယားဗင်နီဇွဲလားဟေတီအီရန်ဆူဒန်ဆီးရီးယားယူကရိန်းနဲ့လိပြားတို့မှာလက်နက်ကိုင်ပဋိပက္ခအကြမ်းဖက်ဝါဒလူမှုမငြိမ်သက်မှုများနဲ့မတရားဖန်ဆီးခြင်းစတဲ့ချင်းချောက်မှုများပြင်းထန်လာခြင်းကြောင့်ခီးမသောကြောင့်ကိုဩစတြေးလျကတားမြစ်ပိတ်ပင်လိုက်ပြီးအဆိုပါသတိပေးချက်ကကမ္ဘာလုံးဆိုင်ရာခီးသွားလာရေးကဏ္ဍနဲ့ခီးသွားလာရေးဆိုင်ရာစိုးရိမ်မှုများသာမကဒေသတစ်ခုလုံးသို့တက်ရောက်မှုများရှိနေကြောင်းလည်းသိရပါဗျ။ဩစတြေးလျရဲ့သတိပေးချက်များက ခီးသွားများအတွက်လုံခြုံရေးစိုးရိမ်စရာရှိနေုံသာမကဒေသတွင်းခီးသွားလုပ်ငန်းပြန်လည်ဦးမော်လာရေးအတွက်အဓိကစိုးရိမ်စရာကောင်းတဲ့အချိန်ခေါ်ချက်ဖြစ်လာနေတယ်လို့လည်းသိရပါဗျ။ထိန်းသိမ်းထားတဲ့ PDF ခုနှစ်ကို TNL ပြန်လွှတ်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မန်တုံမြို့တို့မှာယခုသတင်းပတ်အတွင်း TNL မှခေါ်ယူထိန်းသိမ်းခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ခုနှစ်ကိုပြန်လွှတ်ပေးလိုက်ပြီလို့မက်စလာ၂၀ရက်နေ့က TNL ပြောခွင့်ရသူရွေးလေဦးကပြောဆိုထားပါဗျ။ ရှမ်းပြည်နယ်မြောက်ပိုင်းသို့လာရောက်တဲ့စကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်9ဦးကို တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ကထိသိမ့်ခဲ့ပြီးတဲ့နောက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးပြန်လည်ပေးလိုက်ခြင်းဖြစ်တယ်လို့ဆိုပါရယ်။လက်ရှိဒီအခြေအနေကတော့ပြည်ထောင်သွားပြီဖြစ်ပါရယ်။ဆွေးနွေးမှုပြည်ထောင်သွားချိန်မှာသူတို့ကိုပြန်လည်ပေးတာဖြစ်ပါလေလို့ရွေးလေဦးကပြောဆိုထားပါရယ်။၎င်းတို့အနေနဲ့နေပြည်တော်တည်ငြိမ်ရေးအတွက်ဂျောင်းဝင်ရေးခက်တာထိသိမ့်ခဲ့ခြင်းသာဖြစ်တယ်လို့လည်းဆိုပါရယ်။ဖြစ်စဉ်ကပြည်ကရက်မက်စလာ16ရက်နေ့ညနေ3နာရီအချိန်ခန့်က ကိုခိုင်မျိုးအောင်ချမ်းသာမြေဆိုင်မှာထမင်းစားနေတဲ့ဇကိုင်းတိုင်းမှလာရောက်တဲ့ PDF တပ်ဖွဲ့ဝင်ခုနှုတ်ကို DNA တပ်ဖွဲ့ဝင်တွေကဆိုင်တွင်းဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပါတယ်။ဖမ်းဆီးထိန်းသိမ်းချိန်မှာ PDF တပ်ဖွဲ့ဝင်များမှလက်နက်ခဲယံနဲ့ငွေကြေးသိမ်းထောင်ရှိရာဆက်သွယ်ရေးပစ္စည်းများလည်းပါဝင်တယ်လို့ကိုခိုင်အခြေဆိုင်သတင်းမြစ်ထံကသိရပါတယ်။မက်စလာ၁၉ရက်မှာပြန်လည်ဖိခဲ့တော်လဲအဆိုပါ PDF များကမက်စလာ၂၀ရက်မှာမန်တုံမြို့သို့ရောက်ရှိစဉ် DNA တပ်ဖွဲ့ဝင်ချို့ကထပ်မံဖမ်းဆီးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့သတင်းမြစ်များကဆိုပါတယ်။ စကိုင်းတိုင်းမှာတော်လိုင်းသတင်းမြင့်အချို့ရဲ့ပြောဆိုချက်တွေအရရှမ်းပြည်နယ်မြောက်ပိုင်းမှာယခုကဲ့သို့ဖြစ်စဉ်အချို့ကရခိုင်ကလည်းဖြစ်ပွားခဲ့မှုတယ်လို့သိရပါဗျ။ဒိုင်းအန်သာတော်လိုင်းတပ်ဖွဲ့များရဲ့ထိ ंछ ုပ်ဒေသတွင်လုံထုံးလုံနေများကိုကျော်လွန်လုံဆောင်မိပါကခိတ္တထိမ့်သိမ်းခံရခြင်းများရှိတဲ့အခါပြည်နိုင်ဆွေးနွေးမှုများပြုလုပ်ပြီးနောက်ပြန်လည်လွတ်မြောက်လာလိမ့်ရှိတယ်လို့လည်းဆိုပါဗျ။လုံထုံးလုံနေတွေကိုကျော်လွန်ပြီးသွားလုပ်မိရင်တော့သူတို့ကခိတ္တထိမ့်သိမ်းတာတော့ရှိပါတယ်။ပြန်မလွတ်တာတော့အချင်းချလိုက်တာတော့အပြည့်ပြတ်ဖန်းခေါ်လိုက်တာတော့မလုပ်ပါဘူးဗျ။ပြီးရင်မဟာမိတ်ဆက်ဆံရေးအရာပြန်လွတ်ပါတယ်လို့ ။စကိုင်းတိုင်းမှာတော်လင်းသတင်းမြေချိုကပြောဆိုထားတာပါ။ PNL ဟာဒဇန်နစခုစစ်စင်ရေးအပိုင်းတင်းနဲ့အပိုင်းနဲ့အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာနတ်ဆန်၊မတ်တုံ၊နန်ခမ်း၊ခွတ်ခိုင်၊နမတူ၊မိုင်းငေါ၊မိုင်းလုံ၊ကြောက်မဲ၊နောင်ချိုမိုးမိတ်နဲ့တီဝေါမြို့နယ်မန္တလေးတိုင်းမှာမိုးကုတ်မြို့နယ်တို့ကိုသိမ်းယူထားပါတယ်။ဆိုပါမြို့သိမ်းတိုက်ပွဲများတွင်ညာဒီသားမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲများတွင်အကြမ်းဆုံးများလည်းရှိခဲ့တယ်လို့သတိတိုင်းတော်လိုင်းရဲ့သတင်းမြင်များထံကသိရတာဖြစ်ပါတယ်။ ဘောပြမှာတိုက်ပွဲဆက်ဖြစ်နေပြီးတော့ရိုက်ကောစီရိုင်လန်းကို KNT ရဲ့ယာယီပိတ်ပင်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ဂရင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆက်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီစီရင်လှုပ်ရှားမှုပြုလုပ်နေတဲ့ရိုက်ကောစီရိုင်လန်းကိုအသုံးမပြုဘဲဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNTF ကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်ကောင်ပြည်သူ့စစ်မှုထမ်းတင်နန်းစဲအမြောက်စုနဲ့စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပါတယ်။ မိုးပြမြို့မှာခြေဆိုင်တဲ့ခမရ420နဲ့တမစစ်ကောင်စီစစ်ကြောင်းချို့ဟာမြို့ရင်းကိုဝင်ရောက်နိုင်ဖို့အတွက်ဒရုန်းနဲ့ကြီးများအလုံးကြုံအသုံးပြုကာတိုက်ခိုက်နေတယ်လို့လည်း KNDF ဖန်ကသိရပါဗျ။လက်တလုံးစီးရေးချီနေတဲ့မှာနေချင်းစစ်ကောင်စီကလွိုင်းကောစီဇန်လမ်းတစ်လျှောက်မှာစီးရေးလှုပ်ရှားမှုများရှိန်မြင့်လာတယ်လို့လည်းသိရပါဗျ။အချိန်မီတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်လွိုင်းကောစီဇန်လမ်းမကြီးကိုမက်ရှလ20နေမှာစတင်ကယာယီပိတ်ပင်ထားတယ်လို့လည်း KNDF ဗျူဟာအမှတ်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။လမ်းပြပွဲပေးမဲ့ရက်ကိုဆက်လက်အတည်ပြုတော့မှာဖြစ်ပြီး လက်တော်စီရေးအခြေအနေတွေအရပြည်သူများလိုက်နာပေးကြဖို့ကိုလည်း KNTF ကမြစ်တာရက်ခံထားပါဗျ။ပြီးခဲ့တဲ့ match လဆက်ကွေးရနေကစစ်ကောင်စီကလွန်ကော်မျိုးအဝေးပြေးရင်အနာစခန်းကိုဖွင့်လှစ်ခဲ့ပြီး KNP ရဲ့ယာယီပိတ်ပင်ထားတဲ့ Rhine Gorge စီတိုင်းလမ်းပိုင်းဖြစ်တဲ့ Rhine Gorge တောင်ကြီးကြီးတဲ့တဲ့ရင်လိုင်းကနေဆင်ပြေးဆွဲမှုရှိတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီက Rhine Gorge စီတိုင်းလမ်းပိုင်းမှာစစ်ပြင်ဆင်နေတဲ့ကဲ့သို့စစ်ဘေးရှောင်အများစုရှိရာဒီမော့ဆိုမျိုးအနောက်ချမ်းကိုလည်းဂျမန်နေမနဲ့ဆယ်နိုင်ခွဲခန့်ခြင်းကလေးချောင်းမှတိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက်73နှစ်အရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၅လုံးပျက်စီးသွားကြောင်းလည်းဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံကသိရပါဗျ။စစ်ကောင်စီကနောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုဇဒိုက်ပြုလုပ်လာပြီးစစ်ဘေးရှောင်တဲ့ဒေသခံများအနေနဲ့လေကြောင်းရန်ကြိုတင်ကာကွယ်ရန်ခက်ခဲလာတယ်လို့လည်း IEC တွင်မှုကိုမညာခွန်အောင်ကပြောဆိုထားပါဗျ။၎င်းကဆက်ပြီးပြောဆိုထားမှာတော့ကျူတင်ကောက်မှုပုံစံကရက်ခတ်လာတယ်။ပထမတစ်ချိန်မထင်ရင်နောက်တစ်ချိန်မလာခင်ဘုတ်ကိုချင်းနဲ့ဝင်ကြင်ရတယ်။အခုနောက်ပိုင်းကတခါတည်းလာကျဲသွားလိမ့်ရှိတယ်လို့ဆိုပါရတယ်။ ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလည်းဒီမော့ဆိုမျိုးနောက်ချမ်းချယ်ဒီကုန်းစင်းဤတစ်ဝိုက်ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးတန်ရာရရှိကနေအချို့ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။စစ်ကောင်စီကဒီမော့ဆို၊ဒွိုင်းကော၊ဖဲခုံးနဲ့မိုးပြဲမြို့နယ်တို့မှာစီရင်ပြတ်မမဟုတ်တဲ့ရဲသားပြည်သူများကိုပြစ်မှတ်ထားကောင်လေးချောင်းရုံးနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေတာကြောင့်လုံခြုံရေးသတိပြုနေထိုင်ကြဖို့ကိုလည်း KNGF ကအသိပေးထားပါဗျ။